င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကျက်ဖတ်စစ်ကောင်စီရဲ့မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုဒေါ်လာရင်းတက်တွေက short tight down နဲ့ပြစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စစ်ကောင်စီဘက်ကအရာရှိ2ဦးအပါဝင်စစ်သား5ဦးကတော့အသေးသေးသေကုန်ကြပြီလက်ရှိနမခစစ်ဌာနချုပ်ထဲမှာကြောက်လန့်မှုတွေဖြစ်နေတဲ့တော့ညအချိန်ဆိုမိတွေအလုံးပိတ်ထားဖို့ကဒိုင်းဟူကိုယ်တိုင်ကအမိန့်ထုတ်ထားတယ်ဆိုပါလေ န္တလေးဥပအချင်းတော်မှာမုံရွာလူတုတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့၆ဦးလူတုတပိတ်ခေါင်းဆောင်ကိုမန်စာမြေမိုးအပါဝင်နိုင်ငံရေးအချင်းသားတွေရိုက်နဲ့ညှဉ်းပန်းနှိပ်စက်ခံရပြီးစစ်ကူတာခွင့်မရဘူးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စစ်ကောင်စီရဲ့မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်တပ်နာချုပ်ကိုတော်လန်ရေးတပ်တွေက short တိုက်ဒုံးနဲ့ပစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်ကရရှိ2ဦးအပါဝင်စစ်သား5ဦးကတော့အသီးသီးသိမ်ကုန်ကြပြီလက်ရှိနမခစစ်ဌာနချုပ်ထဲမှာကြောက်လန့်မှုတွေဖြစ်နေကြသလိုညအချိန်ဆိုမိတွေအလုံးပိတ်ထားဖို့ကိုပါတိုင်းမှုကိုယ်တိုင်ကအမိန့်ထုတ်ထားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အဲ့ဒီအချမ်းဖတ်စစ်ကောင်စီရဲ့မုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတော်လိုင်းတပ်တွေကမကြာခဏဆိုသလို short tight ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေရမှာဇော်လ၁၄ရက်နေ့ညပိုင်းကလည်းအဲ့ဒီနမခတပ်တွင်းတဲကို short tight ဒုံးတွေနဲ့တော်လိုင်းတပ်တွေကထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်း short တိုက်တုံးသုံးလုံးကနမကတက်တွင်းဒဲကိုကြောက်ရောက်ပောက်ကွဲသွားတယ်လို့လဲ BWN တပ်ဖွဲ့ကပြောထားပြီးအဲ့ဒီလိုပြစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့နမကဒဲကစစ်တပ်အရာရှိနှုတ်အပါဝင်စစ်သား5ဦးဟာအတီးတီးတေကုန်ကြတယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိအဲ့ဒီစစ်ကောင်စီရဲ့မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒေါ်လာရင်းတတွေရဲ့ short tight down နဲ့ခဏခဏပစ်ခတ်ခံနေရတာကြောင့်အဲ့ဒီတိုင်းစစ်ဌာနချုပ်ဝင်းထဲမှာနေတဲ့အရာရှိနဲ့စစ်တီတွေအပါဝင်သူတို့ရဲ့မိသားစုတွေပါကြောက်လန့်နေကြတဲ့အတွက်ဇော်လ15ရက်နေ့ကစပြီးည9နာရီကစပြီးတော့အဲ့ဒီမှာရှိတဲ့စစ်တပ်လိုင်းကန်တွေအစီဝေးကန်တွေတယုံကန်တွေအားလုံးမိတွေပိတ်ထားရမယ်ဆိုပြီးတိုင်းမှုကိုယ်တိုင်ကအမိန်ထုတ်ထားတယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မန္တလေးဥပုအချင်းတောင်မှာမုံရွာလူတုတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်တဲ့6ဦးလူတုတပိတ်ကောင်းဆောင်ကိုမန်စာမြင်းမအပါဝင်နိုင်ငံရေးအကျဉ်းသားတွေရိုက်နဲ့ညှဉ်းပန်းနှိပ်စက်ခံရပြီးစေကူတာကွင့်မရဘူးလို့စကိုင်းတိုင်းလူတုတပိတ်အင်အားစုကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့ဇွန်လ17ရက်နေ့ကပဲမုံရွာအချင်းတောင်မှာအချင်းချခံထားရတဲ့လူတုတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်တဲ့6ဦးလူတုတပိတ်ကောင်းဆောင်ကိုမန်စာမြင်းမအပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုစစ်ကောင်စီလက်အောက်ခံထောက်အားနာပိုင်တွေက တန်ချီဂျင်းတွေခတ်ပြီးမန္တလေးအိုးဘူအချင်းတောင်ကိုပျောက်ရွှေ့ခဲ့ကြတယ်ဆိုပါတယ်။အဲဒီနောက်ပျောက်ရွှေ့ခံရတဲ့နိုင်ငံရေးအချင်းသားအလုံးဟာမန္တလေးအိုးဘူအချင်းတောင်ကိုရောက်တဲ့အချိန်ထောက်ဝင်းတန်းတွေကမုံရွာလူလူတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူလူတပိတ်ခေါင်းဆောင်ကိုမန်းစားမြင့်မွန်အပါဝင်နိုင်ငံရေးအချင်းသားတွေကိုတုတ်တွေတန်ချိုးတွေနဲ့ရိုက်နဲ့ညှဉ်းပန်းနှိပ်စက်ခဲ့ကြပြီးဈေးကူတာကွင်လည်းမပေးဘဲပိတ်ပင်ထားတဲ့အတွက်အချက်ဖက်စစ်ကောင်စီလက်အောက်ခံထောင်အာဏာပိုင်တွေအနေနဲ့နောက်တစ်ချိန်လာမယ့်မဝေးတော့တဲ့ကာလမှာ အဲ့လိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေအတွက်တရားစီရင်အပြစ်ပေးခံရမယ်ဆိုတာကို တပါတဲ့အသည့်ပေးလိုက်ခြင်းပါတယ်လို့လဲစကိုင်းတိုင်းလူသပိတ်အင်အားစုကတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကအုံးပင်စုခြေရွာမှာအထိုင်ချထားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၈ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေနဲ့အတူ သူတို့စီကနေလက်နက်ခဲရင်အချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့ပြည်ထအထူးကွန်မန်ဒိုတပ်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။တရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းအဒုံယုံသေနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသာအလောင်းတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဇော်လ6ရက်နေ့ကစပြီးကြောက်ကြီးမြို့နယ်အုံပင်စုကျေးရွာမှာအထိုင်ချထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲ့ဒီအုံပင်စုဂျေရတက်စကန်ဂူပါစီနင်းထင်းချုပ်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၈ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအတိအသေးသိကုန်ကြပြီအဲ့ဒီစစ်သားမလာအလောင်းတွေနဲ့အတူသူတို့စီကနေလက်နက်ခဲယံအချို့ကိုလည်းတော်လိုင်းတပ်တွေကတင်စီရရှိခဲ့ပြီးကျန်တဲ့စစ်သားတွေကတော့ထွက်ပြေးသွားကြတယ်လို့ PDF အထူးကွန်မန်ဒိုတပ်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ မကွေးတိုင်းပခုတ်ကူမြို့နယ်ကအောင်သာကျေးရွာပြူစောတိစခန်းကနေပြူစောတိတူဟာသူ့ရဲ့မိသားစုပါတပါးတဲ့ခေါ်ချလာပြီးတော်လိုင်းတတွေ့စီမှာလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့အေယာဒေါင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဇော်နာစနေနေ့ကပဲပခုတ်ကူမြို့နယ်ကအောင်သာပြူစောတိစခန်းမှာရှိတဲ့ပြူစောတိတူဟာသူကန်ဆောင်နဲ့ဂျီသူရီအမျိုးသားတန်းနဲ့အတူကလေးငယ်တွေပါပါတဲ့သူ့ရဲ့မိသားစုကိုပါတပါးတဲ့ခေါ်ချလာပြီး တော်လိုင်းတက်တွေစီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့လိုခလေးငယ်တွေပါပါတဲ့မိသားစုပါခေါ်ချလာပြီးအလင်းဝင်လာတဲ့ပြူစော့တီကိုတော်လိုင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေကျပ်350ကိုပါချင်းမြင်ပေးထားပါတယ်လို့အေယာဒေါင်းတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ကတပူးထုတ်ကျေးရွာမှာဝင်ရောက်တဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ PNO တပ်တွေက ပြည်သူပိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ပုတ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ17ရက်နေ့ကပဲရှမ်းပြည်နယ်တောင်ပိုင်းစီစဉ်မြို့နယ်ကတပူးထုခြေရွာမှာဝင်ရောက်တဆွဲထားတဲ့အချက်ဖတ်စစ်ကောင်စီတပ်လက်အောက်ခံ PNO တပ်တွေကခြေရွာနေပြည်သူတွေကိုရွာကနေမောင်းထုတ်ပြီးဒီရွာလုံးကပြည်သူပိုင်းနေအိမ်တွေကိုလိုက်လံမိရှုဖျက်ဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာပြည်သူပိုင်းနေအိမ်6လုံးမိလောင်ပြကျသွားပြီးတဲ့နောက်မိုးရွာလိုက်တာရော တအိမ်နဲ့တအိမ်ကမ္ဘာနီတာတွေကြောင့်မှတရွာလုံးပြမကျသွားတာဖြစ်တယ်လို့ဘုတ်အမျိုးသားလွတ်မြောက်ရေးတက်မတော် PNL ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျတဖက်မှာလေ DNL သိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုအပြစ်ရဲ့ကြီးညာပြီးထိုးစစ်ဆင်နေတဲ့အချက်ပတ်စစ်ကောင်စီတပ်ကအစိမ့်ငွေဘုံတွေပါထပ်မံအသုံးပြုတိုက်ခိုက်နေပြန်တယ်လို့ DNL ကနေသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့လက်ရှိဇွန်လအကောင့်အထိအပြစ်ရဲ့ကြီးညာထားတဲ့အချက်ပတ်စစ်ကောင်စီတပ်ဟာ နိုင်ငံတော်ကလေကြောင်းတိုက်ခိုက်မှုတွေထိုးစစ်ဆင်တာတွေလုပ်နေရမှာ DNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုလည်းအခုဇော်လာအတွင်းထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တိုက်ပွဲတွေအတွင်းသူတို့စစ်တပ်ကအစိတ်ဝိတ်ဘုံတွေပါအုံပြူတိုက်ခိုက်နေတယ်ဆိုပါတယ်စောလာစကားနေဖြစ်တဲ့မဏိကဆိုရင်နောင်ချုံမြို့နယ်ကအုံမတိနဲ့ရေမောင်းတန်းကြေးရွာဘက်တွေမှာအချက်ဖက်စကောက်စီတက်ကစစ်ကြောင်းထိုးလာတဲ့အတွက် DNL တက်တွေကခုခံတက်ခိုက်ရင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာလေစစ်ကောက်စီဘက်က အစိမ့်ငွေဘုံအလုံး30ကျော်ကိုပါအုံပြတ်တက်ခိုက်သွားတယ်လို့ TNL ကနေထုတ်ပြန်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ